ကရင်ပြည်နယ်ဖအံမြို့ပေါ်မှာစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးဖွဲ့တွေကလူငယ်တွေကိုစစ်မှုထမ်းခေါ်ယူတာတွေဇာတိုက်လုံးဆောင်နေပြီးရက်ကွက်တချို့မှာတော့စစ်မှုထမ်းဖို့အတွက်မဲနှိုက်တာတွေစတင်လုံးဆောင်နေပြီလို့ဖအံဒေသခံတွေစီကနေသိရပါဗျ။ ။ဖမ်းမျိုးပေါ်ကရက်ွက်တွေမှာအရင်ကစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဟာစစ်မှုထမ်းခေါ်ယူရာမှာရက်ွက်တွေအတွင်ပြည်သူတွေစီကနေငွေကြေးလိုက်လံကောက်ယူနေပြီ။အဲ့ဒီကောက်ယူရရှိတဲ့ငွေကြေးတွေနဲ့လူတအူးကိုငှားရမ်းခေါ်ဆိုခဲ့ပြီးစစ်မှုထမ်းမှုအတွက်လူစားထိုးမှုတွေလှုပ်ဆောင်နေခဲ့တာပါ။ဒါပေမဲ့ယခုနောက်ပိုင်းမှာတော့ဖန်မျိုးပေါ်ကအမတ်တေရက်ကွက်အပါဝင်ရက်ကွက်တချို့မှာစစ်မှုထမ်းစုဆောင်မှုအတွက်မဲနှိုက်တာတွေစတင်ပြုလုပ်လာပြီဖြစ်တယ်လို့ဒေသခံတွေကဆိုကြပါတယ် စစ်မှုထမ်းဆောင်မှုအတွက်မဲနိုင်ပြီးမဲပေါက်ပါကစစ်မှုထမ်းတန်တန်းတက်ရောက်ရမယ်ဆိုတဲ့လှုံ့ဆော်ချက်တွေပေါ့စစ်မှုထမ်းစည်ရင်းလူငယ်တွေရဲ့မိဘတွေကစိုးရိမ်ပူပန်နေတာတွေရှိကြသလိုစစ်မှုထမ်းစည်ရင်းဝင်တဲ့လူငယ်တချို့ဟာလည်းတိန်းရှောင်ရတာတွေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေစီဝင်ရောက်နေရပြီလဲရှိနေတယ်လို့သိရပါတယ် ဖအံမျိုးပေါ်မှာစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းတင်နန်းစင်းတွေအတွက်တင်နန်းသားတက်တွေခေါ်ယူတာတွေပြုလုပ်နေတဲ့အတွက်လိုင်းဝဲမျိုးနဲ့စတဲ့တခြားမျိုးနယ်တွေမှာလည်းစစ်မှုထမ်းဆောင်မှုငွေကြေးကောက်ခံတာတွေလူသားထိုးခေါ်ဆောင်နေကြတာတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ် ဒီလိုစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးဖွဲ့ကငွေကြေးကောက်ယူရမှာလေစစ်မှုထမ်းစရင်ဝင်လူငယ်တွေများတဲ့နေအိမ်တွေအပေါ်ငွေကြေးပုံမကောက်ခံနေပြီးလက်ရှိကောက်ခံနေတဲ့စရင်ရတိုင်ငုံငွေကြေးအနည်းဆုံး1000ကနေ3000အထိလာတိုင်းလိုလိုပေးဆောင်နေရတယ်လို့သိရပါဗျ။